မကြမ်းရေဘာတွေတုံနေတာလဲအသားလုံးအစုံတုံနေတာလေအိုးတုံနေရေပြောပြပြီးလို့ရလားမချမ်းရတာပေါ့ဒါပေမဲ့ချစ်တယ်လို့အရင်ပြောချစ်တယ်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 โอเคဒီနေ့ကတော့ချမ်းကဒီလိုမျိုးအချင်ရေတွေနဲ့ကိုအသားလုံးအစုံကိုပြန်ပြီးတော့မှတုတ်ထားတာအဲ့တော့အချင်ရေတွေနဲ့အသားလုံးအစုံဘယ်လိုမျိုးတုတ်ရလဲဆိုတော့ကြည့်ကြမယ်လားအရင်ဦးဆုံးငရုတ်ဒီစိမ့်ကိုအနှဲငယ်လေးထည့်မယ်။ကြက်သွန်ဖြူထည့်မယ်။ ဒါကတော့အချင်းရေ sauce ကိုစတင်ဆက်မယ်နော်ပြီးသွားလို့ရှိရင်ငံပြားရေထည့်မယ်အချိုအနေနဲ့ကတော့ချန်တကြားရေသုံးတယ်ဒါကတော့တမညာအချင်းဘူးသုံးတယ်ပြီးရင်တော့ချန်မပါမဖြစ်ပေါ့နော်ဒါကစက်သွုံဖြူရေစက်သွုံဖြူရေကတော့ချန်ဒီတစိမ့်လေးသုံးတယ်နော်ဒါလေးကတော့နန်းနန်းပင်နန်းနန်းပင်နိုင်ငယ်ထည့်လိုက်မယ်။ အရသာဆက်တဲ့အခါကျရင်ခေစီဟင်းခဲရသာမဟုတ်ကိုပဲ30မီလီနှစ်စွန်းထည့်လိုက်တယ်နော်ဒါလောက်ဆိုရပြီအားလုံးကိုရောကျိတ်လိုက်မယ်ဒီနေ့ကတော့ကျိတ်တဲ့ဆက်လေးနဲ့ပဲကျိတ်လိုက်မယ်နော်ဒါလောက်ဆိုရပြီခွင့်ကြည့်လိုက်နော်ဝါးအနံ့သားကိုမှုရဲကဲပကံလေးတဲ့ကိုထည့်လိုက်မယ်နော် ဘယ်လောက်ဆိုရပြီကဲအဲ့ဆိုရင်ချမ်းတို့စတင်တော့ရအောင်เนาะအတုတ်တုတ်မဲ့ဇလုံတစ်ခုယူမယ်ပြီးရင်တော့ကိုပြုတ်ထားတဲ့အသားလုံးပေါ့เนาะကိုစားချင်တဲ့အသားလုံးတွေကိုထည့်လိုက်မယ်ချမ်းကတော့အစုံကြိုက်တယ်ပေါ့เนาะအဲ့တော့အစုံထည့်ထားတယ်ဒါတော့တပွဲစာပေါ့เนาะပြီးရင်တော့ခရင်ချင်းဒီထည့်မယ်ကြက်သွန်ကြီးထည့်လိုက်မယ်ပြီးရင်ချမ်းတို့ဒီမှာအရသာဆက်ထားတဲ့အချင်းကြီးကိုပဲထည့်လိုက်မယ်เนาะဟွန်းချင်းဆက်ချမ်းကအချင်းကြီးများများကြိုက်တယ် ကဲဒါလေးကိုတောက်လိုက်ဟွန်းအနံ့အရန်မှုရတယ်နော်ဒီလိုမျိုးလေးလိုက်ပြီးတော့မှတောက်စားကြည့်ကဲပကံလေးတဲ့ကိုထည့်လိုက်မယ်နော် ဒါဆိုရင်တော့ကိုရောင်းမယ်ဆိုရင်တော့ဒီအချင်းရည်လေးနဲ့အလွယ်တကူပေါ့နော်ပင်လယ်စာပဲတုတ်တုတ်အသားလုံးပဲတုတ်တုတ်တုတ်လို့ရတဲ့အချင်းရည်ဒီလိုနီးလေးကိုမျှဝေပေးလိုက်ပြီးเนาะဒီလိုမျိုးပဲအားလုံးပဲလိုက်လုံးတက်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်เนาะအဲ့ဒါအားကိုမွေးတယ်တကယ်လို့မှကွာစီးပွားဖြစ်လို့ရောင်းချင်တယ်အသေးစိတ်အချင်းရည်လုံးနီးအမျိုးမျိုးလောက်တက်ချင်တယ်ဆိုရင်တော့ဘယ်တင်နှန်းတက်လို့ရအောင်ချင်အပြင်တွေ့လဲလာဖို့အဆင်မပြေဘူးဆိုရင်တော့မုကထအချီပြီးလို့ဒီတင်နှန်းသွားတက်အဲ့တင်နှန်းထဲမှာဆိုရင် ကျွန်တော်အချင်းရီကိုဘယ်လိုမျိုးလောက်ရတာလဲပြီးတော့လို့ရှိရင်ဘယ်လိုကြောင်ထိမ့်သိမ်းရတာလဲဆိုအချင်းရီပြုလုပ်နေသုံးမျိုးပါမယ်သူကတင်လဲစာ sauce ရဲ့မကြီး sauce ရဲ့နောက်တစ်ခုကကြတော့ seafood အစိမ်းရောင် sauce ရဲ့အနီရောင် sauce ရဲ့ပြီးတော့လို့ရှိရင်မကြီးအနှစ် sauce ရဲ့ပြုလုပ်နေအမျိုးမျိုးပါတယ်ပေါ့အဲ့တင်နန်းဆိုကျွန်တော်အချင်းရီတီးတန့်လောက်တဲ့အတန်းလေးဖြစ်တယ်အရာသာ share ကောင်းပြီးတော့ဘယ်လိုထိမ့်သိမ်းရတာလဲဆိုတာသိစိတ်ပါတယ်သူကပုံမှန်တင်နန်းကြီးကတော့တသိန်းကျော်ရှိတယ်ဒီဗီဒီယိုကနေအချင်းရီပြုလုပ်နေတက် ချင်တဲ့သူတွေအတွက်အထူးကြီးကို3000ဝဲနဲ့အယောက်20ရသွားမယ် screenshot နဲ့တော့အလုပ်ရရယ်เนาะနောက်ထပ်ဗီဒီယိုတစ်တီမှာကျွန်တော်ပြန်ဆောင်ကြမယ် bye bye